မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇူလိုင်လအတွက်ကောင်းကင်မှာစိုးမိုးနေတဲ့ကဏ္ဍတွေနဲ့ကောင်းကင်မှာအားကောင်းနေတဲ့ကဏ္ဍတွေကိုတင်ပြပေးဆောင်မှာဖြစ်ပါဖြစ်ပါတယ်အဲ့ဒါပြင်အဲ့ဒီစိုးမိုးတဲ့ကဏ္ဍတွေကိုရရှိပြီးတော့မှဖြီထိုးရမယ့်ရက်တွေဖြီကန်ဆန်းမယ့်ရက်တွေကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ2025ခုနှစ်ဇူလိုင်လမှာဇူလိုင်လ3ရက်နေ့ကနေပြီးတော့မှ9ရက်နေ့အတွင်း ကောင်းကင်မှာအားကောင်းနေတဲ့ကဏ္ဍနဲ့ကောင်းကင်မှာစုမိုးနေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ2ကဏ္ဍ5ကဏ္ဍဖြစ်ပါတယ်ဇူလိုင်လ10ရက်နေ့ကနေပြီးတော့မှ16ရက်အတွင်းကတော့3ကဏ္ဍ300ကဏ္ဍ6ကဏ္ဍတွေကောင်းကင်မှာစုမိုးပါတယ်ဇူလိုင်လ18ရက်နေ့ကနေပြီးတော့မှဇူလိုင်လ23ရက်နေ့အတွင်းကတော့6ကဏ္ဍ5ကဏ္ဍ4ကဏ္ဍတွေကောင်းကင်မှာစုမိုးပါတယ်ဇူလိုင်လ24ရက်နေ့ကနေပြီးတော့မှ30ရက်နေ့အတွင်း ကောင်းကင်မှာအကောင့်ပြီးတော့စုံမိုးနေတဲ့ကဏ္ဍကတော့ငါးကဏ္ဍနှစ်ကဏ္ဍရှစ်ကဏ္ဍဖြစ်ပါတယ်အခုကျွန်တော်တင်ပြခဲ့တဲ့ကဏ္ဍတွေအားဆိုလို့ရှိရင်တော့အဲ့ဒီရဲ့အဲ့ဒီအချိန်ကာလတော်တွင်မှာကောင်းကင်မှာအကောင့်ပြီးတော့မှကောင်းကင်မှာစုံမိုးနေတဲ့ကဏ္ဍတွေပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီကဏ္ဍတွေကိုမူတည်ပြီးတော့မှထိကန်ဆတ်အမြင့်ချက်တွေကတော့ဘာရက်နေ့6ရက်နေ့10ရက်နေ့15ရက်16ရက်19ရက်20ရက် 25ရက်26ရက်28ရက်နေ့ဒီမှာဖြစ်ပါတယ်သတို့ကကျွန်တော်တင်ပြခဲ့တဲ့အားကောင်းနေတဲ့ဂဏန်းလေးစုံမနေတဲ့ဂဏန်းလေးကိုရရှိပြီးတော့မှကျွန်တော်ပြောတဲ့ခီကန်ဆမ်းမဲ့ချက်တွေမှာခီကန်ဆမ်းမဲ့လို့ရှိရင်တော့ဒါမိမိရဲ့ကံကြမ္မာဟလာကုသကံအ ਨੇ များပေါ်မှာမူတည်တော့မှဖြီစုကြီးတွေပေါက်မဲ့ကံတွေရရှိလာပါလိမ့်မယ်နောက်တစ်ချက်ကတော့ခီကန်ဆမ်းတော့မယ်ဆိုလို့ရှိရင်တော့ခီကန်မစားခင်အချိန်ကာလတော်တဲ့မှာ အတိတ်ကဝင်ပြီးတော့ပဲဖြစ်စေဒါမှမဟုတ်ဟလာမိမိရဲ့မွေးတင်မှာပဲဖြစ်စေဒါမှမဟုတ်အိယာဝင်အိယာထမအိယာထမပဲဖြစ်စေလာဘနေတဲ့နမင်းရဲ့ဃာရကိုပြုစုဖို့လိုပါမယ်အဲ့ဒီဃာရကတော့လာဘနေတဲ့သူ့ဃာရောဥစ္စာတဏဟောတုအဲ့ဒါပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဃာရကိုမိမိရဲ့တက်စစ်ဖြစ်စေကိုးကောက်ဖြစ်စေအိယာထ အဲ့ရဝင်တဲ့ချိန်မှာပဲဖြစ်ဖြစ်အတိတ်ကဝင်ပြီးတော့ဖြစ်ဖြစ်စေအဲ့ဒါတွေအားလုံးကိုလှုပ်ဆောင်ပြီးတော့မှခေကန်ဆမ်းမယ်ဆိုလို့ရှိရင်တော့မိမိရဲ့ကာကြမ္မာကုသိုလ်ကအနည်းများပေါ်မူပြီးတော့မှဖြည်းဖြည်းများအပေါက်ပါလိမ့်မယ်တကယ်လို့များခေကန်နဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ငွေဝင်ကန်နဲ့ပဲဖြစ်ဖြစ်တိတိကျကျပြည့်လို့လည်းဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 4295 992 644 6 4လေးကိုဆက်သွယ်ပြီးတော့မှမေးပြန်နိုင်ကြပါတယ်ခွန်နေသားသမီးများအားလုံး ထီစုကြီးများပေါက်ကြပါသည်ဆိုစုမကောင်တောင်းပါတယ်